ဒီလိုမျိုးတည်င်းကိုပဲမင်းများတင်ဆက်ရှင်နဲ့ရှင်ဒီပုံထက်ကမျိုးသားကငွေပတ်တည်င်းကောက်တွေ့တယ်သူမယူရှင်ရဲစခန်းကိုတွားပြီးရဲကိုတွားအပ်တယ်ပိုင်ရှင်ကိုပြန်ပေးဖို့ဒီအဖြစ်ပြက်ကမနေ့က73ရက်နေ့3လပိုင်း2025ထိုင်းနိုင်ငံဥဒွန်ထန်နီမှာဖြစ်သွားခဲ့တယ်ဒီပုံထဲကမျိုးသားနာမည်က Namphon အသက်28နှစ် Namphon ကပလုံကောက်ပြီးအဖွားကိုရှာတွေးနေတယ်တဲ့ရှင် Namphon ရဲ့အဖွားကအသက် 80ရှိပြီနမ်ဖုန်ရဲ့မိဘကနမ်ဖုန်ငယ်ငယ်ကလေးကနမ်ဖုန်ကိုပြစ်သွားတဲ့ဒါကြောင့်အဖွားကပဲနမ်ဖုန်ကိုကျွေးမွေးလာတဲ့အခုအဖွားကအိုတော့နမ်ဖုန်သူ့အဖွားကိုပြန်ကျွေးမွေးတယ်သူအခြားနေရာမှာလည်းအလုပ်သွားမလုပ်ချင်ဘူးအဖွားကိုကြည့်တဲ့သူမရှိမှဆိုလို့ရှင့်ဒါဒါကြောင့်သူပလုံတယ်လက်ကောက်ရောင်းပြီးအဖွားကိုရှာကျွေးနေရတယ်နမ်ဖုန်နဲ့အဖွားနေနေတဲ့အိမ်ဆိုလည်းအရန်နဲ့မှဟောင်းနေပြီရှင့်လေကားကိုပဲជីជីရှင့် နောက်ဖုန်သူပြောတာကတော့သူနေ့တိုင်းနေ့တိုင်းပလုံလေးလိုက်ကောက်တဲ့၁၀ရက်၁၅ရက်မှတခါသွားရောင်းနေတဲ့ရှင်တခါရောင်းဘလောက်ရလဲဆိုတော့ဘတ်900ကနေဘတ်600အထိပဲရတယ်တဲ့ရှင်မနေ့ကနောက်ဖုန်သူပုံမှန်အတိုင်းအပြစ်မှပလုံလိုက်ကောက်တယ်အဲ့နဲ့လမ်းဘေးတနေရာမှာနောက်ဖုန်ကပိုက်ဆံတထုတ်တဲ့တွေ့တယ်ရှင့်ဒီအထုတ်ထဲမှာတထောင်တန်ပိုက်ဆံနေကြဲကြဲပဲပြီးတော့ဘန်ကနေထွက်လာတဲ့အစ်စစ်စစ်လိုမျိုးရှင့် ပတ်ထားတဲ့စိတ်ကူလည်းမခွာရသေးဘူးနမ်ဖွန်သူအဲ့ဒီပိုက်ဆံကိုကောက်တွေ့တော့သူတခါတည်းရဲစခန်းကိုသွားပြီးရဲစီကိုသွားအပ်လိုက်တဲ့ရဲပိုင်ရှင်ကိုရှာပေးပါလို့ပြောတယ်ရှင့်အဲ့ဒီအချိန်မှာမှတိတ်တိတ်ဆိုင်ဆိုင်အမျိုးသမီးတူရှင့်အဲ့ဒီအမျိုးသမီးရဲ့နာမည်ကဦးအသက်40တနှစ်နေရောက်စလုံးကတော့ထိုင်းလူမျိုးဖြစ်တယ်ရှင်ဖြစ်ဦးလဲရဲစခန်းကိုရောက်လာပြီးကျမပိတ်ဆံဘတ်တတိန်ပျောက်သွားတယ်ပဲကိုပျောက်သွားမှလည်းမသိဘူးလို့ရဲစီမှာအမှုလာဖွင့်ထားတယ်ရှင် ဘေးမှာနမ်ဖွန်လဲသူတကောက်လာရလို့ရဲကိုလာအပ်တယ်။အဲ့ဒီပိတ်ဆံကဖြီဦးရဲ့ပိတ်ဆံဖြစ်မှန်းသိချသွားတယ်။ဖြီဦးကအဲ့ဒီလမ်းကိုလည်းဖြတ်သွားခဲ့လို့တရှင်း။ဖြူပြောတာကတော့နည်းနည်းတုန်းကရွှေဆဲကျိုးစက်တကုံးကိုယူပြီးရွှေဆိုင်မှာရွှေသားပောင်ခဲ့တဲ့ဒီဦးကစိတ်ပျော်ရည်နဲ့ပတ်သက်တဲ့ပွဲစားလုပ်တယ်တဲ့ရှင်အခုတလုံးဝွေတဲ့အများကြီးလို့လို့ရှိသည်များရွှေဆဲကျိုးကိုယူပြီးရွှေဆိုင်မှာရွှေသားပောင်လာခဲ့တဲ့ရွှေဆဲကျိုးစက်တကုံးပောင်တာ ဘတ်လေးတင်းငါတောင်ရလာတယ်တရှင်ဖြူဦးကအဲ့ဒီငွေကိုရလာပြီးကားပေါ်တက်ပြီးအိမ်ကိုပြန်သွားတယ်အိမ်ရောက်တော့ပိုက်ဆံကိုတွေ့ကြည့်ကြည့်တော့ပိုက်ဆံက တထုတ်ပြောက်နေတဲ့ဘလောက်ပဲတွတ်တွတ်ပဲနှခါပဲရီရီဘတ်တုံတိန်ခွဲပဲရှိနေတဲ့အိတ်ထဲမှာထက်ရှာလည်းမတွေ့ဘူးကားထဲမှာတွားရှာလည်းမတွေ့ဘူးရွှေဆိုင်ကိုပြန်သွားလိုက်တဲ့ရွှေဆိုင်လည်းသူတို့ဘတ်လေးတိန်ခွဲပြီးခဲ့တဲ့ CCTV လည်းရှိနေတဲ့အဲဒါကြောင့် discount ကိုတွားပြီးအမှုတော်ဖွင့်တဲ့ရှင်အမှုတော်ဖွင့်တော့တက်တိုက်ဆိုင်ဆိုင်ပိတ်ဆံကောက်တွေ့တဲ့ နမ်ဖုန်ကိုတော့တွေ့တဲ့ပိုက်ဆံကိုတူတခါတည်းပြန်ရတယ်ရှင်ပြန်ပြီးတော့နမ်ဖုန်ကိုလည်းမုတ်ဖို့ပေးလိုက်တယ်ပြီးတော့ဖီဦးကနမ်ဖုန်ရဲ့အိမ်ကိုလိုက်ကြည့်တယ်ရှင်နမ်ဖုန်နဲ့သူ့အဖွားနဲ့အိမ်ကိုဖီဦးကတွေ့တော့ဖီဦးကနမ်ဖုန်ကိုအလုတ်ခေါ်တော့လှုပ်လိုက်တယ်နမ်ဖုန်ရဲ့အဖွားပြောတာကတော့နမ်ဖုန်အခွင့်ရရလာပြီဆိုတော့သွားတင့်တယ်အဖွားကိုစိတ်မပူနဲ့အဲ့ဒါတွေမှငွေတွေစူးရမယ်လို့အဖွားကပြောတယ်ရှင် နမ်ဖော်လိုလူမျိုးကအရန်ရှားတယ်နော်ရှမ်းပိုက်ဆံတဲ့ကောက်တူရဲစခန်းမှာသွားပေးတယ်ဆိုရင်မရှိတလို့ပဲကိုအပါဝင်ရှင်းပတ်တရာနေရာကောက်တွေ့ဘူးတယ်ဘတ်30 30ကောက်တွေ့လိုက်တာနဲ့အရန်ပျော်ပြီးပျော်ပါပါ7နေဝင်ပြီးမုတ်ဝဲစားအချူကြီးတွေဝဲတောက်လေးရှိရဲ့ပိုင်ရှင်ကိုပြန်ရှာမယ်ပိုင်ရှင်ကဘယ်လိုတွေးမလဲဘယ်လိုစဉ်းညစ်မလဲမစင်စားမိခဲ့ဘူးဘူးရှင်းအများကြီးမကောက်ရလို့လားတော့မသိဘူးနော်ရှင်းတကယ်လို့ကိုလည်းတသိန်းကောက်တွေ့တော့မယူရဲတော့ဘူး ရဲကနန်းဖုန်ကိုမေးတယ်အဲ့ပိတ်ဆံကိုကောက်တွေ့ပြီးဘာလို့မယူသွားလိုက်တာလဲပိတ်ဆံရှာရအလောက်ထိခက်တာမလားဘာလို့ပိုင်ရှင်ကိုလိုက်ရှာနေသေးလဲလို့မေးတာနန်းဖုန်ပြောတာကကိုပစ္စည်းမဟုတ်ရင်ကိုမယူဘူးဒီစကားငင်းငယ်ကလေးကအဖွားတင်လာပေးတာလို့ပြောတယ်ရှင်ဖွားကိုလည်းလေးစားတဲ့နန်းဖုန်ကိုလည်းလေးစားတယ်ရှင်ဘတ်တတင်းကမြန်မာငွေ300ကျော်တော့မှလို့ရှင်တကယ်လို့နန်းဖုန်နေရာမှာသူငယ်ရှင်တို့ဖြစ်ခဲ့ရောရှင် သူ့လိုပဲရဲစခန်းကိုတွားပြီးပန်းရှင်ကိုတွားရှာမလားဒါမှမဟုတ်အိမ်ယူပြန်မလားဒါမှမဟုတ်ရတာနဲ့ညမပြီကိုပြန်သွားမလားရှင်အဲ့ပန်းရှင်နဲ့လည်းထက်တူဝမ်းတာပါတယ်ပြောရရင်အဲ့ဒီငွေပန်းရှင်ဖြစ်ဦးလဲအရန်စိတ်ကောင်းလို့ရှင်ငွေရတော့နန်းဖုန်ကိုမုတ်ဖို့လဲပေးတယ်နန်းဖုန်ကိုအလုပ်လဲပေးလိုက်တယ်စေတနာကောင်းရင်ကံကောင်းတယ်ဆိုတဲ့စကားအတိုင်းပဲရှင်